ကဲကျွန်တော်ဒီဇင်ဘာရောက်လာတော့မယ်ခရစ်စမတ်ရောက်လာတော့မယ်ဆိုတော့တတိထားဖို့တစ်ခုလေးပြောပြအောင်မယ်။เนาะကျွန်တော်ကျမ်းစာနဲ့ဒီ sermon တွေနဲ့ပတ်သက်လာရင်ပေါ့เนาะဆန်တဗီလာတို့အဖက်ဖွဲ့ဖက်ကเนาะဟိုဖက်ဇော်လင်းဟောင်တို့ဂျိုရှာအေးဖက်ဟိုဖက်ဘင်နီဟင်းအာဘီလ်ဂျွန်ဆန်တို့ကနေကောဘန်ဟိုဖက်ဖွဲ့တွေပေါ့เนาะတို့တွေလာအောင်ပါတတိထားတို့လာအောင်ပါ လောကဝမြောက်ဖျားကြွားလာတဲ့ဘောနော်အဲ့တချင်းမှာဘယ်ဖြစ်ဖြစ်တမုံရင်တော့ဆာလန်ကိုစချက်ဆာလန်တချင်းမျိုးဖြစ်ဖြစ်ပေါ့နော်ဆိုဖို့ကျွန်တော်တို့ရှိလာပြီနော်ခရစ်မတ်တချင်းလေးဆိုရှိလာပြီလောကဝမြောက်ဖျားကြွားလာတယ်ပါညာပေါ့နော်အဲအဲ့တချင်းတွေမှာဘယ်ဖြစ်ဖြစ်ဂျမ်ပိုက်တွေနဲ့အဲ့ဒီအတာနဲ့ခရစ်မတ်နဲ့ပတ်သက်တဲ့ယေရှုရဲ့ကြွလာခြင်းရဲ့ပတ်သက်နဲ့ပတ်သက်တဲ့ဂျမ်ပိုက်တွေကိုလွယ်လွယ်သုံးပြီးတော့တချင်းတွေကိုပဲဖြစ်တိတ်ပေတွေအလွယ်သုံးပြီးတော့ပြောဆိုအောင်ပေးမှာနော် ရားနေတဲ့နာကိုပေးဖို့အတွက်အာစန်းစာကိုအလွဲရေးတုံးလာအောင်ပါဘယ်လိုမျိုးတခြင်းအဲ့တခြင်းတွေပေါ့နော်အမင်္ဂလာနဲ့မင်္ဂလာကိုဖြစ်လာဖြစ်ဖြစ်စေဖို့အတွက်ယေရှုကအကြွလာပြီးပါညာပေါ့နော်သူပြင်းနေဒါအဲ့တခြင်းတွေမှာရှိတဲ့ဟာတွေပေါ့နော်အမျိုးမျိုးတုံးပြီးတော့ပေါ့နော်အမင်္ဂလာနဲ့မင်္ဂလာဖြစ်စေဖို့အတွက်ယံယေရှုဒါလောကဆင်းကြွလာပြီကျွန်တော်တို့ဒီယေရှုလက်ခံနေဆိုရင်တော့အာဘာလဲကျွန်တော်တို့ဒီ အမင်္ဂလာနဲ့မရှိတော့ဘူးအမင်္ဂလာဆိုတာကဆင်းရဲခြင်းအမင်္ဂလာပဲနော်ဟန်တီအမ်ဟိုပြန်နေဝေးပါဝေးပါဆင်းတော့ဆင်းရဲခြင်းကခရီးရမှာမရှိသင့်ဘူးပေါ့နော်အာပြီးတော့ဖြာနာခြင်းယောဂရှိခြင်းအမင်္ဂလာတွေထားအမင်္ဂလာတွေကျွန်တော်တို့တွေကအပြစ်ရဲ့အပြစ်ကြောင့်အမင်္ဂလာကျွန်တော်တို့မှာတက်ရောက်လာတယ်ပေါ့နော်ကျွန်တော်တို့ကဆင်းရဲခြင်းနဲ့နေနေရတယ်ပေါ့နော်ယေရှုမယခင်မှာအဲပါလေကျွန်တော်တို့ကဒီဒီကျွန်တော်တို့ ကျွန်တော်တို့ရဲ့ဘဝကနော်ဘဝကနော် knowledge ချက်မရှိပဲ vision မရှိပဲနေနေလားအမင်္ဂလာတွေဒါတွေကနော် negative အကုန်လုံးပေါ့နော်ဒါအကုန်လုံးအမင်္ဂလာပေါ့နော်အဲအဲ့ဒါတွေကအဲအဲ့ဒါတွေကနေကျွန်တော်တို့နော်အောင်မြင်ဖို့အတွက်ယန်ယေရှုကြွလာပြီတော့နော်အမင်္ဂလာနဲ့မင်္ဂလာရှိစေဖို့အတွက်သူကြွလာပြီဆိုပြီးတော့ကျွန်တော်ဝမ်းမြောက်ကြရအောင်ဆိုပြီးတော့နော်ကခွန်ပြီးတော့ကခွန်ချင်းမွမ်းနေတာလောကဝမ်းမြောက်ဖရာကြွလာကခွန်ချင်းမွမ်းတာအာဘယ်လိုလဲအဲ့ဒါက မမှားဘူးเนาะကျွန်တော်ဆိုမယ်ကခုံးမယ်ဒါပေမဲ့အသွေးထဲမှာအမင်္ဂလာနဲ့မင်္ဂလာဖြစ်စေဖို့အတွက်လာကြွားလာတယ်ဆိုတဲ့နေရာမှာကကျွန်တော်တို့ကအပြစ်ရဲ့ခတဲ့ချင်းအမင်္ဂလာရောက်သွားပြီအပြစ်ရဲ့အခတဲ့ချင်းမဟုတ်ရင်တော့မှတဲ့ချင်းကတော့တတထောင်းတော့တဲ့ချင်းမဟုတ်ရင်တော့မှကျွန်တော်တို့ကအမင်္ဂလာထဲမှာပဲရှိနေတာเนาะဘာမဆိုကျွန်တော်လှုပ်ရင်ဖရားဖက်နဲ့ကတခြားစီဖြစ်နေကျွန်တော်တို့ကအမင်္ဂလာ condemn ဖြစ်ပြတာသူတွေကျွန်တော်တို့တွေကเนาะအပြစ် မွေးစားကပင်ဗီဇာအဖြစ်နဲ့မွေးလာတယ်ဆိုတော့ကျွန်တော်တို့က condemn ဖြစ်ပြတာလို့ကျွန်တော်တို့ကကြင်ချင်းခံရပြတာလို့ငရဲတော့ကိုတွားရတော့မှာပဲဘာပဲလို့ဒီလောကမှာဘယ်လောက်ပဲကောင်းစွာတက်ရှင်နေပါစေเนาะကြင်ချင်းကနဲ့လောကိုလုံးလုံးမလုံးမြောက်ဘူးဆိုတော့ယေရှုကကြွလာပြီးတော့ကျွန်တော်တို့ကိုအဲ့ကြင်ချင်းကအမင်္ဂလာနဲ့လုံးမြောက်ခွင့်ပေးပြီးတော့မင်္ဂလာရှိတော်သူเนาะကျွန်တော်တို့ကေတင်ရှင်ရတော်သူယေရှုရဲ့အာ ဟွာဖျားရဲ့တားဟွာဖျားအမွေစားအမွေခံယေရှုနောက်လိုက်တော့သူကျွန်တော်တို့တွေကနော်ယေရှုအဖြစ်အမွေစားအမွေခံဖြစ်တော်သူတွေမင်္ဂလာရှိတော်သူတွေချမ်းသာတော်သူတွေကျွန်တော်တို့တွေကနော်ကျွန်တော်တို့တွေကလွတ်မြောက်တော်သူအောင်မြင်တဲ့သူတွေလောကမရှုတ်ချနိုင်တော့ဘူးကျွန်တော်တို့ကဘယ်အရာနဲ့မှမရှုတ်ချနိုင်တော့ဘူးဘယ်အရာကမှယေရှုရဲ့လက်ကနဲ့ကျွန်တော်တို့ကိုမရွှဲချနိုင်တော့ဘူးနော်မနှုတ်ယူနိုင်တော့ဘူးဒါအောင်မြင်ခြင်းရှိတဲ့သူတွေကျွန်တော်တို့တွေကနော်အမင်္ဂလာနဲ့မင်္ဂလာဖြစ်ပြတဲ့သူတွေဆိုပြီးတော့ပြောခြင်း ဲ့ဒါကိုအလွဲတွေသုံးပြီးတော့နဝင်ချိုအောင်အလွဲလွဲလာပြောင်းနေအောင်ပါเนาะကျွန်တော်တို့ကအိမ်မက်တွေပါတွေတေးနေလာပါညာအာမင်္ဂလာလိုက်တာလေဆင်းရဲခြင်းတွေအာမင်္ဂလာလိုက်တာတွေကကျွန်တော်တို့မလိုဘူးပါညာပါညာယေရှုအာကြွာလာပြီးအာမင်ပေါ့เนาะသူတေးခြင်းကိုအောင်မြင်ပြီးတော့ထမြောက်ပြီးကျွန်တော်တို့ရေယူပါယုံနေပါတယ်ကျွန်တော်တို့ဒီလိုအဲချမ်းသာအောင်မြင်ရမယ်လောကလူတွေထက်ကာကွန်စားလောကလူတွေထွေရမောင်းကျွန်တော် BMW မောင်းနေရမယ်အာလောကလူတွေကဂျင်းအင်ဂျီဝန်ကျွန်တော်တို့တွေက ခိုချီဝတ်နေရမယ်အဲအဲ့လိုမျိုးပုံစံပေါ့နော်လာအောင်ပါလာအောင်ပါတတိထားပြီးတော့နားထောင်ကြနော်ဆာမနီကိုနော်ပြောချင်ပါတယ်ဖျားရင်ကောင်းချီးပေးပါစေ